နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့မှာပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌတသက်ခိုင်ရဲ့မိသားစုပိုင်းနဲ့ American Dollar 185သန်းတန်68 Resident ARC မှန်ကိန်းဟာ NLD အစိုးရကြောင့်စီးပွားပြတ်အထိနာခဲ့တယ်လို့တသက်ခိုင်ကမနေ့ကရန်ကုန်မှာပြုတ်လို့တဲ့သတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောဆိုလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရန်ကုန်မြို့မှာ68 Resident လို့ခေါ်တဲ့ American Dollar 185သန်းငွေကျပ်အပြင် ဘီလီယံ940တန်နဲ့အင်အားစီမံကိန်းကြီးကို NLD အစိုးရလက်ထက်မှာဈေးပွားရေးတွေဖွံ့ဖြိုးတိုးတက်လာမယ်ဆိုတဲ့ယူဆချက်နဲ့အကောင့်ထဲပေါ်ခဲ့တယ်လို့သိရပါဗျ2015ခုနှစ်မှာမြေကြီးရှင်းလင်းခြင်းကိုလှုပ်ဆောင်ခဲ့ပြီးတော့2016ခုနှစ်မှာ NLD အစိုးရရဲ့လက်အောက်ခံရန်ကုန်တိုင်းအစိုးရကအထက်မြေတိုက်တာများကို7လပိတ်ခဲ့တယ်လို့သိရပါဗျအခုလိုရန်ကုန်တိုင်းအစိုးရရဲ့ပိတ်ပင်မှုကြောင့်မိသားစုပိုင်းဈေးပွားရေးဖြစ်တဲ့68 resident ARC man gay ဟာအထိနာသွားခဲ့ရတယ်လို့ ်တတ်တက်ခိုင်းကပြောဆိုလိုက်ပါတယ်သမရဦးသိန်းစေရဲ့လက်ထံမှာပထမဆုံးအကြိမ်နေ့90အတွင်းမှာဒါရွေးကောက်ပွဲနဲ့တက်လာတဲ့ရွေးကောက်ခံအစိုးရပြီးတော့စည်းဝိုင်းနဲ့နားလည်တဲ့အစိုးရနိုင်ငံတကာဆက်ဆံရေးပြီးကောင်းပြီးတော့စည်းဝိုင်းရေးတအားကောင်းတာပေါ့ပြည်သူလူထုလည်းစိတ်ချမ်းသာတာပေါ့အဲ့ဒီအချိန်မှာကျွန်မတို့ကနောက်ရွေးကောက်ပွဲပြီးရင်လည်း NLD ကတေချာပေါက်လာမှာပဲလာလို့ရှိရင်ကျွန်မတို့မြန်မာနိုင်ငံနောက်တစ်ဆင့်ထပ်တက်ပြီးတော့စည်းဝိုင်းရေးတွေတိုးတက်မယ်လို့ယူဆခဲ့ပြီးတော့စီမံကိန်းကိုဆောင်ရွက်ခဲ့တာပါဆောင်ရွက်ခဲ့ပြီးမယ်စီမံကိန်းက2015ခုနှစ်မှာ မြေကြီးစကိုင်းနေလေ2016ခုနှစ်တက်လာတဲ့ရန်ကုန်တိုင်းအစိုးရကနေပြီးတော့အထက်မြင့်တွေကိုပိတ်တယ်ဆိုပြီးတော့စက်တလပိတ်လိုက်တဲ့အချိန်မှာကျမတို့က project ဆက်ဆက်ချင်းပဲတော်တော်လေးကိုအထိနာပြီးတော့အဲ့ဒီနောက်ပိုင်းကျတော့ဘာဖြစ်လဲဆိုတော့2016 2019မှာ China USA trade war ဖြစ်တယ်အဲ့ဒီအချိန်မှာဒေါ်လာဈေးကပိုပိုပြီးတော့တက်လာတယ်လို့သက်သက်ခိုင်းကညီးသွားပြောဆိုခဲ့ပါတယ်အဲ့ဒီနောက်ဒေါ်လာဈေးဟာတင်းအိမ့်နဲ့တက်လာခဲ့ပြီးတော့ covid ကပ်ရောဂါဖြစ်ကြောင်းအဲ့ဒီနောက်နိုင်ငံရေးအပြောင်းအလဲဖြစ်ကြောင်း ။ထို့ကြောင့်စီးပွားရေးလုပ်ငန်းများထိခိုက်ခဲ့ပြီးတော့ကမ္ဘောဇဗန်ချင်းငွေများကိုရယူခဲ့ရတယ်လို့ပြောပါရယ်။အခုလိုဗန်ချင်းငွေများရယူခဲ့မှုကြောင့်အတိုးနောက်ကျမှုများဖြစ်ပေါ်ခဲ့တာစူးစမ်းပြီးတော့ဆက်ခဲ့ရကြောင်းပြောဆိုထားပါရယ်။အမေရောင်းဝင်ကြိုင်တဲ့အချိန်မှာရွေးကောက်ပွဲကော်မရှင်ကခေါ်ယူတွေ့ဆုံပြီးတော့သိန်းပေါင်း9000ကိုရပ်ပိုင်းအတွဲမှာကမ္ဘောဇာဘဏ်ကိုပေးသွင်းခဲ့ရတယ်လို့ပြောပါရယ်။ဒါကြောင့်အမေရောင်းအဖြစ်နဲ့ဝင်ပြိုင်ခွင့်ပေးရန်အတနာခံစားတင်ထားပြီးတော့အမေရောင်းအဖြစ်ဝင်ပြိုင်ခွင့်ရရန်စောင့်ဆိုင်နေတယ်လို့ပြောပါရယ်။ 阿达纳看上过，高加贝的司呢，是开钢厂，没有蓝天过，点天打仗，特德看人家描述他话的，怎么肉这个 project。